ဘုဒ္ဓဘေညာရေလို့တော့ဟိုမပြောဘူးပေါ့เนาะဒါလည်းဟိုဒီနေ့ပြောပါပဲဟိုဒီဟိုဒီနေ့ရှိတယ်ဟဲ့ကိုတော့မသိလိုက်ဘူးမေးမေးသူတော့မသိဘူးမေးမေးဟိုကျွန်တော်ကျွန်တော်ကျွန်တော်ထင်တာတော့ဘယ်လိုပြောရမလဲမသိဘူးကျွန်တော်ထင်တာတော့ဟိုအဖေကလည်းဒါအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ထင်ပါတယ်ဒီမှာတရားနေနေဆိုရင်တော့ကိုကိုကိုညှိုးစေချင်တာ

ပြီးနောက်နှစ်ပေါင်းများဆိုဆက်ရေးကျန်းမာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီထက်အောင်မြင်တဲ့သူညာချက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အာဒါကတော့အခုတော့မဲတခါချုပ်ပြီးတော့မေးရတယ်။ဒါကတော့ခုတော့ပါတော့ကိုကဘယ်လိုဖြစ်စေချင်တာလဲဒါအခုရဲ့စိတ်ပုံများမှုပါတော့။အာဘယ်ပြောမလဲ။ဒီမှာတယောက်နေနေဆိုရင်တော့ကိုကိုဖုန်းကြီးဝစေချင်တာ။ခွာကြတယ်ဖုန်းကြီးမိုးရေ။မိုးရေလား။ဘာလို့လဲ။အေးပါမှာဆို။ မသိတနာဖောင်းပြမဝတ်တော့ဘူးဖြစ်ဟုတ်တော့ဟုတ်ဒါကတော့အကိုရဲ့ဆန္ဒသဘောတိုင်းပါပဲအဲ့ဒါဟုတ်ပါတော့ဘာလို့ဖောင်းကြည့်ရမသိတနာဘာလဲဆိုတော့အငယ်ငယ်လေးတည်းကအမျိုးလေးအေးလဲအေးတယ် ဒါလက်ကလေးစားချေတာပေါ့နော်။တကြံကြောက်လို့ရှိရင်ဘယ်တော့ဟောင်းညီမတို့ကမလဲရဘူး။သူဖုန်းကြီးဝတ်တော့လိုက်ရတာ။ဖုန်းကြီးဝတ်စေချင်တာ။ဘူးနောက်ပိုင်းတော့စိတ်ပြောင်းသွားတာ။စိတ်ပြောင်းသွား။တကြံကိုနှစ်တိုင်းအရင်တော့ဟိုးအရင်တော့ဆိုကျဖုန်းကြီးဝတ်တယ်။မဟုတ်လို့ရှိရင်ကျတရားစက်ဝင်ဖြစ်တယ်။အခုအဲ့လိုမျိုးမသွားဖြစ်တာမလုပ်ဖြစ်တာခေါင်းနဲ့ဝင်းကျင်တော့ရှိပြီဆိုတော့နည်းနည်းစဉ်းစားလို့ရပြီလေ။အားကြောင့်ဟုတ်တယ်မလား။အရင်တော့အဲ့လိုမအေးတော့နည်းနည်းပြောင်းလဲသွားပြီ။ ရှင်တော့လည်းမအေးပါဘူးထင်လို့ပါဟုတ်ပါဘူးအဲ့ဒါကြောင့်ပါလေအဲ့ကလေးစားချေးရမယ်ဘလိုဖြစ်ဖြစ်လေးတည်ရဖုန်းကြီးဝါမလို့အဲ့ကျန်တဲ့ဟာကတော့အခုတဘောပါကျန်တာတော့ဟုတ်အဲ့လိုမျိုးကြီးလည်းမပြောပါဘူးပြောပါလားဒီနေ့ချေးပါဒီနေ့ချေးပါလေဒီနေ့ရတယ်မှန်တယ်ဟုတ်ပါဘူးဖမ်းပေးသွားရအောင်။ဟုတ်။ဟဲ့ကိုတော့မသိလိုက်ဘူး။မေးမေး။သူတော့မသိဘူး။မေးမေး။ဟုတ်။ကျွန်တော်ကျွန်တော်ကျွန်တော်ထင်တာတော့ဘယ်လိုပြောရမလဲ။မသိဘူး။ကျွန်တော်ထင်တာတော့အဖေကလည်းအဲ့လိုမျိုးလေးဖြစ်စေခြင်းနဲ့ထင်ပါတယ်။ထင်တာပြောတာ။

ပိတ်ပြီးတော့မေးပါနဲ့ကျွန်တော်ညီမလေးကလေးကလေးကလေးချွေးခက်လာတယ်ကလေးအရန်ခက်လာမခက်ပါဘူးကွာခက်လာခက်ပါဘူးအားလေသူကတော့တခြားမဟုတ်ပါဘူးသူသူ့အကိုသူကဘာပြောဟိုဘယ်လိုပြောမလဲအဲစိတ်ထဲမှာအပွင့်လေးမျိုးဗျာဆိုလိုချင်တာကျွန်တော်အဲ့လိုတချို့စကားလေးနဲ့ကြည့်ကောင်းဝိုက်နေလို့ရှိရင်တပြုတ်ဖြစ်မှာဆိုလို့သူကကျွန်တော်ရဲ့ privacy ကိုသူထိမ့်ပြီးတဲ့သဘောဟုတ်တယ်နော်အဲအဲ့လိုအဲ့လိုသဘောမျိုးပါအဲကျွန်တော်ညီမလေးနဲ့ကျွန်တော်နဲ့ကတော့ ဟိုတော်တော်များများတိုင်ပင်ဖြစ်ပါတယ်ဒါပေမဲ့မတိုင်ပင်မတိုင်ပင်ဖြစ်တဲ့ကိစ္စတွေလည်းရှိကြပါတော့တချို့မတိုင်ပင်တင့်တဲ့အရာမျိုးတွေဆိုလို့ရှိရင်တော့လည်းမတိုင်ပင်ဘူးပေါ့ဒါပေမဲ့တော်တော်များများကတော့တိုင်ပင်ဖြစ်ပါတယ်ဆွေးနွေးဖြစ်ပါတယ်ကြောက်ပါ ိုတန်းငယ်အရင်လိုအပ်တယ်ခင်ဗျာဟောပါအာမပြောတော့ဘူးဆိုလေဟိုတချို့ကတော့အလုပ်ကိစ္စတွေပါလေပြောဖြစ်တယ်အဲ့မှာ private thing နဲ့ပတ်သက်တာကတော့သူ့အကြောင်းနဲ့ဆိုလို့ရှိရင်တော့တောင်းတယ်တိတ်မပြောဖြစ်ဘူးပေါ့ဟောဆိုအဲ့လိုမျိုးဆိုတာလေဟုတ်အော်ညီမအစရရမျိုးလေဟိုတိတ်မဆက်စုပ်ဖြစ်ဘူးပြင်းရင်လည်းဟိုမပြောစင်တဲ့ရတယ်ဘူးမမေးဖြစ်ဘူးပေါ့နော်အဲ့လိုငငယ်လေးကနေဖြစ်တဲ့ခါကျတော့တောင်းတောင်းလည်းမမေးဖြစ်တော့ဘူးအဲသူတော်တော်များများတော့တိတ်တယ်ပါလေဟိုဘယ်လိုပြောမလဲဟိုကျွန်တော်လေသူကဟိုအကိုတယောက်နေနေလေသူ ို respect ထားတယ်ဟိုနှစ်ယောက်တည်းရှိတဲ့အခါမျိုးတွေမှာတော့ကြာသူတစ်ခါကျပုံပုံလေးနဲ့ပြောတာမျိုးတွေလည်းသူရှိကြပါဘူးဒါပေမဲ့အများဆုံးအဖြစ်ကတော့ကျွန်တော်တို့အဖို့တယောက်အနေနဲ့သူ respect ထားတာများတယ်ဟုတ်ကဲ့ငယ်ငယ်တော့ရပ်ဖြစ်တယ်လေငယ်ငယ်တော့အကြီးတဲ့ရပ်ရငယ်ငယ်တော့ဆိုတတ်တယ်ပေါ့နော်အဲ့လိုအဲ့လိုအာကိုလည်းငယ်သေးရကိုလည်းငယ်သေးတဲ့ခါကျရင်ပြောလို့မရတာမျိုးပြောချင်တာမရတာဆိုမှခြေကြတာလို့ပြန်ဖြစ်တာအဲ့လိုမျိုးရှိရအသက်ကြီးလာတော့လည်းနေမှာပါတယ်အဲဘယ်လိုပြောအခုနောက်ပိုင်းကျတော့လေကျွန်တော်တို့ကလေရံဖြစ်တာမျိုးရေလို့တော့မဟုတ်ဘူး ဆိုတော့အများတိုင်းကြီးတော့ဗျာဟိုတရားတယောက်ကဟိုဘယ်လိုပြောရမလဲအရင်အပေးယူတဲ့နေရာမျိုးတော့မဟုတ်ဘူးတခါတလေမှာငင်းရခေါင်းရမျိုးရှိတယ်တခါတလေမှာလိုမျိုးဆွေးနွေးရတာမျိုးရှိတယ်အတူအမြင်ကိုမြင်ပေါ့နော်ဟိုမတူတာမျိုးလေးတွေလည်းတခါတလေမှာရှိကြမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့အမြဲတမ်းကြီးတော့လေကျွန်တော်တို့ကဟိုဘယ်လိုပြောရမလဲအပေးယူတဲ့နေရာမျိုးတွေဆိုလည်းမဟုတ်ပါဘူးအဲကျွန်တော်ဟိုဟိုဇလန်တွေရိုက်ဖို့တော့ကျွန်တော်စီစဉ်နေပါတယ်ပြီးတော့ကျွန်တော်ရွှေချကားရဲ့တကားကိုအာကျွန်တော်ရိုက်တာရွှေချကားကြီးပေါ့ ဆိုတော့အဲ့ဒါလေးတွေရုံတင်ဖို့တော့ကိုကျွန်တော်စပြီးတော့ try နေပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်အာဒီနောက်ပိုင်းအမောအကွန်နက်တူဆေးရိုက်ဖို့လည်းရှိရဲပြီးတော့လည်းတခြားပါတယောက်တည်းထပ်ဖို့အတယောက်တည်းကိုပါတယ်ပေါ့နော်ဆေးရိုက်တယ်ထပ်ဖို့ရှိရဲအဲ့ဒါကြောင့်အပိပောင်းပြောဆက်လိုက်ဒီနေ့ပေါ့နော်ဟိုကျွန်တော်မွေးနေ့မှာကျွန်တော်လည်းပျော်ရွှင်ရသလိုကျွန်တော်လည်းမွေးနေ့မွေးနေ့တူတဲ့သူတွေအားလုံးရောပြီးတော့အပြစ်သက်များအားလုံးရောအမြဲတမ်းပေါ့နော်ပျော်ရွှင်ပါစေကိုယ်စိတ်နှစ်ပါးအမြဲတမ်းကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးချင်ပါတယ်ဟုတ်